ီနေ့ကျမတို့လေ့လာတုံ့တက်ထူရထားတဲ့အချက်လက်တွေကတော်တော်ကိုရှို့ထွေးတဲ့ပုံစံကားချက်တခုကိုပြနေတယ်ရှင်။ဟုတ်ပါဗျာ။မျက်နှာစာ၃ခုလောက်မှာတပြိုင်နက်တည်းဖြစ်နေတဲ့ကစားပွဲကြီးတော့ပဲ။တစ်ဖက်မှာတော့ငင်းချဲဆွေးနွေးပွဲတွေအရှင်ရလာနေတယ်။ဒါပေမဲ့အဲ့ဒီဆွေးနွေးပွဲတွေရဲ့အချိန်အခါကလည်းကတော်စိတ်ဝင်စားစရာပဲနော်။ဟုတ်တယ်။လွန်ခဲ့တဲ့လင်းနစ်ကရုရှားကနောက်နိုင်ငံတွေကို ultimatum ပေးခဲ့တဲ့နှစ်ပတ်လည်နေ့နဲ့တိုက်ဆိုင်နေတာကိုအဲ့ဒါကတစ်ချက် နောက်တစ်ဖက်မှာတော့ KIF မြို့ရဲ့နိုင်ငံရေးစခန်းပေါ်မှာကြီးကျယ်လော့ခတ်မှုတွေဖြစ်နေပြန်ရောအဲ့ဒီအချိန်မှာပဲစစ်မီပင်ကတိုက်ပွဲတွေကလည်းအရှင်ရော့သွားမယ့်ပုံမရှိဘူးဆိုတော့ဒီကိစ္စတွေအလုံးဘလို့ဖြစ်နေလေတစ်ခုနဲ့တစ်ခုဘလို့ချဲ့ဆက်နေလဲဆိုတာကိုတစ်ခုချင်းစီဆွဲထုတ်ပြီးကြည့်ကြအောင်ရှင်ကောင်းပါဗျာတန်တမန်ရေးပြည်တွင်းနိုင်ငံရေးပြီးတော့စစ်မီပင်ကလက်တွေ့အခြေအနေ ီတုံးခုကဘလို့အပြန်လန်တက်ရောက်မှုရှိနေလဲဆိုတာကိုနားလေဖို့စူးစမ်းကြည့်ကြတာပေါ့ကောင်းပါပြီဒါဆိုတန်တမန်ရဲရကိစ္စနဲ့ပဲဆားလိုက်ရအောင်အစမှပြောသွားလို့ပဲဒီဆွေးနွေးပွဲရဲ့အချိန်အခါကအရင်ကိုအရေးပါနေတယ်2021ခုနှစ်ဒီဇင်ဘာလတုန်းကယူရှာရဲ့ ultimatum ဆိုတာဘာကိုဆိုလိုတာပါလဲအဲ့ဒါကလေ2021ဒီဇင်ဘာ10ရက်နေ့နေ့ရက်နေ့မှာတမရပူတင်နဲ့နိုင်ငံခြားရေးဝန်ကြီးလက်ဗရော့ဖ်တို့ကနေတဆင့်အနောက်နိုင်ငံတွေကိုတောင်းဆိုချက်တွေတင်သွင်းခဲ့တယ်ဗျာ ဘယ်လိုတောင်းဆိုချက်တွေမျိုးလဲရှင်အဓိကကတော့နီတိုဖွဲ့ကိုအရှိပဲကိုစမချဲထွင်ဖို့ပြီးတော့ယူကရိန်းကိုစစ်ရဲကူညီရပ်ဖို့နောက်ဆုံးယူရှားတို့လွန်ကျွေးရေးအာမခံချက်တွေပေးဖို့ပေါ့အင်းယူရှားရဲ့အဘော်ရတော့အဲ့ဒီတော့ကအနောက်နိုင်ငံတွေကသူတို့စကားကိုနားမထောင်ခဲ့လို့သူတို့ရဲ့စိုးရိမ်မှုတွေကိုလစ်လျူရှုခဲ့လို့ဒီစစ်ပွဲကြီးဖြစ်လာရတာလို့ပုံဖော်ချင်တာပေါ့ဆိုတော့အခုအဲ့ဒီ ultimatum ရဲ့လေးနေပြည့်မှာပဲ American ကိုစားလဲကမော်စကိုကိုသွားထွက်တယ်ဟုတ်တယ် Steve Witkoff ကတမရပူတင်နဲ့တွေ့ဖို့စီစဉ်နေတာက တိုက်ဆိုင်မှုလို့ပြောလို့မရဘူး။ဒါကရုရှားဘက်က၄နှစ်ကြာတော့မှငါတို့စကားကိုလာနာတောင်းကြပြင်ဆိုတဲ့တည်င်းစကားကိုကဘာကိုပေးချင်တဲ့တန်တမန်ရတာပြားကွက်တစ်ခုပဲ။တကယ်ကိုတင်ရက်ဆန်းတဲ့လုပ်ရက်တစ်ခုပဲနော်။ဒါဆိုအခုလက်ရှိဆွေးနွေးပွဲတွေမှာရောဘာအကြောင်းအရာတွေကိုအဓိကထားဆွေးနွေးနေကြလဲ။ American ဘက်ကတိကျတဲ့အဆိုဖြူချက်တွေရှိနေပြီလို့လည်းကြားမိတယ်ရှင်။ရှိနေပြီဗျ။အချက်လက်တွေအရာဆိုရင် ဖလော်ရီဒါမှာအမေရိကန်နဲ့ယူကရိန်းကိုစားလှယ်တွေလူဝတ်ဆွေးနွေးခဲ့ကြတယ်အဓိကအချက်ကတော့နေမြေပိုင်ဆိုင်မှုနဲ့လုံခြုံရေးအာမခံချက်လို့ခေါင်းစဉ်တက်ထားတယ်နေမြေပိုင်ဆိုင်မှုနဲ့လုံခြုံရေးအာမခံချက်ဟုတ်ပါတယ်ဒီလီမေကဖော်ပြခဲ့တဲ့သတင်းတပုတ်မှာတော့သမရထရမ်ကအဖြစ်အခက်ရက်စက်ရေးအတွက်ယူကရိန်းအရှေ့ပိုင်းကနေမြေဒီကိုရုရှားပိုင်အဖြစ်တရားဝင်အတိအမှတ်ပြုပေးလိုက်ဖို့သဘောတူခဲ့တယ်လို့ဆိုတယ်ဟာ ဒါကတော်တော်ကြီးမားတဲ့ကိစ္စပဲအပြန်လန်နေနဲ့ရောယူကရိန်းကဘာပြန်ရမှာမို့လို့လဲအဲ့ဒီအတွက်အပြန်လန်အနေနဲ့ယူကရိန်းကိုလုံခြုံရေးအာမခံချက်တမျိုးမျိုးပေးမယ်ဆိုတဲ့သဘောမျိုးပေါ့ဒါပေမဲ့အသေးစိတ်ကတော့မတိရသေးဘူးဒါပေမဲ့လီဒီအစီအချင်းကိုအိုရိုပါကမဟာမိတ်တွေကတော့ဘလို့သဘောထားလဲရှင်သူတို့ကိုအတိမပေးပဲလျှို့ဝှက်လုခဲ့တယ်ဆိုတာကတော်တော်ကြီးမားတဲ့တန်တမန်ရေးရဆွန့်ဆမှုကြီးလိုပဲ။ အဲ့ဒီအချက်ကအရေးကြီးဆုံးပဲဗျာဒီဆွေးနွေးပွဲရဲ့အသေးစိတ်ကိုအိုရိုပါသမကကိုလုံးဝအတိမပေးခဲ့ဘူးတကယ်လားဟုတ်တယ်ဒါကြောင့်အိုရိုပါမဟာမိတ်တွေကြားမှာတော်တော်လေးကိုဒေါသထွက်ပြီးမယုံကြည်မှုတွေဖြစ်ကုန်တယ်အိုရိုပါတန်တမန်တူကဆိုရင်ဒါဟာတန်တမန်ကြီးကလုံးဝမကြုံဆူမကြုံစည်းကူးတဲ့ဖြစ်ရလို့တောင်းမှတ်ချက်ဖြစ်ခဲ့တယ် ဒါဆိုရင် American ကအိုရိုပါရဲ့လုံခြုံရေးနဲ့တိုက်ရိုက်ပတ်တန်နေတဲ့ကိစ္စကိုအိုရိုပါကိုကြော်ပြီးတယောက်ထက်ဆုံးဖြတ်ဖို့စ조사နေတယ်လို့မြင်သွားစေတာပေါ့အတိအကျပဲဒါကမဟာမိတ်တွေကြားမှာကြီးမားတဲ့အကြောင်းတစ်ခုဖြစ်စေနိုင်တယ်ဗျာချင်းဟာလုံးဝမကောင်းမှုလို့ပဲပြောရမယ်ရှင်အချင်းအခါထတ်ပေါ်ဆူရာမရှိတော့ဘူးဗျာယူကရိန်းတမရဇီလန်စကီရဲ့ညာလျုံတကယ်အရေးကြီးဆုံးပုဂ္ဂိုလ်တွေကတယောက်ဖြစ်တဲ့အန်ဒရီယေမတ်လေဟုတ်ကဲ့အန်ဒရီယေမတ် သူကအကြီးစားအကတိလိုက်စားမှုစုံစမ်းစစ်ဆေးမှုတွေနဲ့ရင်ဆိုင်လိုက်ရတယ်။သူကညင်းကြမ်းရေးဆွေးမွေးပွဲတွေမှာယူကရိန်းရဲ့အထက်ကဥဆောင်သူလေ။ဟုတ်တယ်နော်။သူ့ရဲ့နေအိမ်ကိုနိုင်ငံတော်အကတိလိုက်စားမှုတိုက်ဖြတ်ရေးအဖွဲ့ NABU ကဝန်စီးပြီးမကြခင်မှာပဲရာထူးကနေနှုတ်ထွက်ခဲ့ရတယ်။ဒါကယူကရိန်းရဲ့ညီနိုင်ရဲ့ရည်တည်ချက်တို့ခြေတော်တစ်ဖက်မရှိတော့သလိုဖြစ်သွားစေတယ်။ဒီအကတိလိုက်စားမှုကဘလို့ကိစ္စမျိုးနဲ့ပတ်သက်နေတာလဲရှင်။ဘာကြောင့်ဒီလောက်အထက်နိုင်ငံရဲ့ထိခိုက်မှုကြီးမားသွားရတာလဲ။အဆိုးဆုံးကတော့ဗျာ။ ဒီအကတိလိုက်စားမှုဟာရုရှားကအဆက်မပြတ်ဒုံးကြီးတွေ drone တွေနဲ့တိုက်ခိုက်နေတဲ့စွမ်းအားခြေကအဆောက်အုံတွေဟုတ်ကဲ့အဲ့ဒါတွေကိုပြန်လဲတိဆောက်ဖို့ရန်ပုံငွေတွေနဲ့ပတ်သက်နေတာလားဟုတ်တယ်အဲ့ဒါတွေကိုကာကွယ်ဖို့နဲ့ပြန်တိဆောက်ဖို့ရည်ရွယ်ထားတဲ့နိုင်ငံတကာရန်ပုံငွေတွေနဲ့ပတ်သက်နေတာပဲဆိုတော့ကနိုင်ငံတကာကကူညီထားတဲ့ပိတ်ဆံတွေကစစ်တမ်းခံရတဲ့ပြည်သူတွေအတွက်ဖြစ်ရမယ့်အစား အလွဲတုံစာလုတ်ခံရတယ်ဆိုရဲဆွတ်ဆွဲချက်မျိုးပေါ့ဒါဆိုရင်လာမဟာမစ်ဒီဘက်ကယုံကြည်မှုပြပြသွားမှာပေါ့နော်ဒါပေါ့ဒါကြောင့်ပြင်သစ်နဲ့ပြတင်းကနိုင်ငံရေးသမားတချို့လိုအနောက်နိုင်ငံကမဟာမိတ်တွေကတောင်းငါတို့ပေးလိုက်တဲ့အကူအညီတွေကပယ်ရောက်ကုန်တာလေဆိုပြီးနောက်ထပ်အကူအညီတွေပေးဖို့မေကုံထောက်လာကြတယ်ဒါဆိုဇီလန်စကီတွေ့တော့တကယ်ကိုထွက်ပါပေးသွားတဲ့အခြေအနေပဲသူ့ရဲ့ညာလက်ယုံလဲမရှိတော့ဘူးမဟာမိတ်တွေရဲ့ယုံကြည်မှုကလည်းကျဆင်းနေပြီ။ သူ့မှာရွေးချယ်စရာဘာကြံသေးလဲရှင်သူ့ရဲ့လုတ်ပိုင်ခွင့်တွေအများကြီးကျုံသွားတယ်သူ့မှာရွေးချယ်စရာတိတ်မရှိတော့တဲ့အထွဲ့အမေရိကန်ရဲ့ငြိမ်းချမ်းရေးအစီအစဉ်ကိုမထစ်မနေပူပေါင်းဆောင်ရွက်ပါမယ်လို့ကြိတ်ပေးခဲ့ရတယ်อืมအဲအချက်လက်တီထဲမှာသုံးသပ်ထားတာတခုကပူတော်ကြောက်စရာကောင်းတယ်အမေရိကန်ဟာဇီလန်စကီကိုအခုအချိန်မှာအုံချပြီးတော့လေဟုတ်ကဲ့တကယ်လို့သူကနောက်ဆုံးမှာငြိမ်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ထိုးဖို့ငြင်းဆန်ခဲ့ရင် သူ့ကိုဖယ်ရှားပြီးလက်မှတ်ထိုးမဲ့တခြားတယောက်နဲ့အစားထိုးဖို့ဒီချူစားလာနိုင်နေဆိုတော့တုံးသက်ချက်တွေတော့ရှိနေတယ်ဗျာ KF ကနိုင်ငံရေး Z ခုံကအားနည်းသွားတဲ့အချိန်မှာစစ်မြေပြင်ကစစ်သားတွေပေါ်ဖိအားတွေပုံများလာမှအသေးချာပဲဒီတော့စစ်မြေပြင်ဘက်ကိုကူးလိုက်ရအောင်ရှင်ညင်းချမ်းရေးစကားတွေပြောနေပင်လိုက်မဲ့တကယ်လက်တွေ့မှာတော့တိုက်ပွဲတွေကပိုပြင်းထန်လာနေပုံပဲဟုတ်ပါတယ်ဗျာရုရှားပိုက်နက်ထည့်ဒီယူကရိန်းကပြုတ်လုပ်ခဲ့တဲ့အကြီးစားတိုက်ခိုက်မှုတစ်ခုကြောင့်ပြောပြပေးပါဦး ဟုတ်ကဲ့နိုဘင်မာလာ20မိုင်နေက ယူကရိုင်းဟာ တက်ဂန်ရော့မြို့ကို ပြတ်မှတ်ထားပြီးအာအာတင့်စရာကောင်းလောက်အောင်ကြီးမားတဲ့စစ်စင်ရေတခုလုပ်ခဲ့တယ်။သူတို့တုံးသွားတဲ့နီးဗျူဟာကတော်တော်ချောင်းလာတယ်ဗျာ။မလုံးမျိုးလဲရှင်။ drone စနစ်၅၀နီးပါကိုအချီမျိုးအဖြစ်သုံးပြီးယူရှာရဲ့လေကြောင်းရံကားကိုရေးစနစ်တွေကိုအလောက်ရှုတော့အောင်လမ်းလွှဲလိုက်တယ်။အာယုံလွှဲလိုက်တဲ့သဘောပေါ့။ဟုတ်တယ်။အဲ့ဒီအချီမှာ တကယ်ပြတ်မှတ်ကို Neptune Cruise တုံးကြီးလေးစင်းနဲ့တိတိကျကျဝင်းတိုက်တာ။ယူချောင်းလေချောင်းရံကားခွေရေးတွေက drone အုပ်ကြီးကိုလိုက်တာစီးနေတော့တုံးကြီးတွေကပြစ်မှတ်ကိုရောက်သွားတဲ့သဘောပဲဗျာ။ဒီတိုက်ခိုက်မှုကြောင့်ယူရှားဘက်ကဆုံးရှုံးမှုကဘလောက်အထိကြီးမလဲ။ရိုးရိုးစစ်လေရင်တဲ့ဆုံးရှုံးလာမျိုးလား။ဒါမှမဟုတ်ဒါထက်ပိုပြီးနည်းနည်းတဲ့ထိခိုက်မှုမျိုးလားရှင်။ဒီဆုံးရှုံးမှုတွေကပြောရရင်တော့ယူရှားရဲ့မျက်စိနာနဲ့အနာကဆလနဲ့တီလိုပဲပထမတစ်ခုက A60 လေးစားတင်လေးရင်လေးစားတင်လေးရင်ဟုတ်တယ်ဒါလားရန်သူရဲ့စိတ်ရည်ကူလူတွေလေတွေကနေလေးစားနဲ့ပြစ်ချက်ဖို့စမ်းတက်နေတဲ့သူတို့ရဲ့ Star Wars စီမံကိန်းလိုမျိုးပဲနောက်တစ်ခုက A-Tan AWACS ထောက်လန်းရေးလေးရင်ရဲ့ရှေ့ဖြေပုံစံအဲ့ဒါကတော့ဘာတော့လဲဒါကသူတို့ရဲ့အနာဂတ်ထောက်လန်းရေးလေးရင်စီမံကိန်းကြီးတစ်ခုလုံးရဲ့အတင်းနှလုံးပဲအခုအဲ့ဒါမီးလောင်သွားပြီပြီးတော့ နျူကလ িয়ার ထိပ်ဖူးတပ်စစ်နိုင်တဲ့ TU95 MS ဘုံးကျဲလေယာဉ်တစ်စင်းလက်ပါသွားတယ်။ဒါဆိုရင်ဒါဟာလက်ရှိတိုက်ပွဲအတွက်တည်းမဟုတ်ပဲနောင်နှပေါင်းများစွာအတွက်ပါထိခိုက်သွားတယ်မဟာဗျူဟာမြောက်ဆုံးရှုံးမှုမျိုးပေါ့။အတိအကျပဲဗျာ။ယူကရိန်းကဒီလိုအကြီးအကျယ်တုံ့ပြန်နိုင်နေတာဆိုတာအံ့ဩစရာပဲ။ဒါပေမဲ့မြေပြင်စစ်ပွဲမှာတော့ရုရှားကထိုးစစ်တွေဆက်လုပ်နေတော့မယ်မဟုတ်လားရှင်။ Wolf Chance တိုက်ပွဲကိုအလန်တိုက်ပွဲလို့တုံးထားတာတွေးလိုက်ရတယ်။အဲ့ဒါပါကိုဆိုလိုတာလဲရှင်။ အဲ့ဒီအလန်တိုက်ပွဲဆိုတဲ့အတုံးလုံးက vouchers မှာဖြစ်နေတဲ့အခြေအနေကိုကွက်ကွက်ကွင်းကွင်းမြင်သာစီတယ်ဗျ။ဘယ်လိုမျိုးလဲ။အဲ့ဒီမှာ urine တပ်ဖွဲ့ဝင်အသေးစားအဖွဲ့တွေကမြို့ထဲကအဆောင်တစ်ခုပေါ့အလန်လွင့်တင်ဖို့အသက်ဆုံးပြီးစူးစမ်းကြတယ်။သူတို့အလန်စိုက်လိုက်ပြီးဆိုတာနဲ့ Ukraine က drone နဲ့လိုက်တိုက်တာလား။ဟုတ်တယ်။ Ukraine က FPV drone နဲ့အဲ့ဒီအဆောင်ကိုချက်ချင်းလိုက်ဖျက်ဆီးတယ်။ဒါက CIA ရဲ့နေမဲ့တင်မိုက်တာဖတ်စိုက်တပ်စစ်စင်ရေးတဘောပို့ဆောင်တယ်။ယူရှားက နာရူဗော့ချန်ကိုတင်လိုက်ပြီဆိုတဲ့အံဝဲခံဗီဒီယိုရိုက်ဖို့ကြိုးစားနေပြီးယူကရိန်းကအဲ့ဒါကိုလုံးဝခွင့်မပြုဘူးဆိုတဲ့သဘောပဲတခြားနေရာတွေမှာရောဘလို့ရှိလဲရှင်ပိုခရော့စ်နဲ့မိုင်းရိုဟတ်မှာနစ်ထဝိုင်းထားတယ်ဆိုတဲ့စကားလုံးကိုတုံးထားတယ်စီရအဲ့ဒါပါကိုဆိုလိုလာပါလေအမ်နစ်ထဝိုင်းဒါမှမဟုတ် double envelopment ဆိုတာက တတ်တွေကိုညက်တိုက်တဲ့ပုံစံမျိုးပဲဗျမြို့ပေါ်မှာမမြင်အောင်ကြီးလိုက်ရင်ယူရှာတတ်တွေကမိုင်နိုရာမြို့ကိုတောင်ဘက်ကနေရောမြောက်ဘက်ကနေပါညက်ပြီးဝင်လာနေတာဟုတ်ကဲ့သူတို့ကခရဒီဖ်ကဆိုရနေတာကိုတိမ့်လိုက်တဲ့အတွေ့မြောက်ဘက်ကညက်တိုင်းနိုင်တယ်လမ်းကြောင်းပွင့်သွားတယ်တောင်ဘက်ကနေလည်းတက်လာနေတယ်ဒီတောင်ပိုင်းနှစ်ဖက်တာပေါင်းစည်းသွားရင် မိုင်နိုရက်မှာရှိတဲ့ယူကရိန်းတပ်တွေပိတ်မိသားမှာပေါ့ဟုတ်တယ်လုံးဝပိတ်မိသွားပြီးထွက်ပေါက်မရှိတော့တဲ့အခြေတွေဖြစ်သွားနိုင်တယ်ဒါက ူရှာရဲ့ထိုးစစ်အားကောင်းနေတုံးပဲဆိုတာကိုပြနေတယ်။ဇပိုရီဇာဘတ်မလေးဟူလီယိုက်ပိုမြို့တဲ့အထိယူရှာတပ်တွေဝင်နေပြီဆိုတဲ့သတင်းတွေရှိနေပါတယ်။တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ရှင့်။တော်ဖက်မှာဂျိုးတူတွေကိုဖိမက်လဲစာလက်နက်တွေ drone အုပ်တဲ့ကြောင့် bronija ချိန်မှာပဲအနည်း50တပ်တန်းရှိတဲ့ soviet ခေတ်လိုအမြုပ်တလက်ကအခုထိစစ်မြေပြင်မှာအရန်အသုံးဝင်နေတုံးပဲဆိုတဲ့အချက်ကိုလည်းတွေ့ရတယ်။ဒါဘယ်လိုဖြစ်နိုင်တာလဲရှင့်။အဲ့ဒီအချက်က ခင်မီစစ်ပွဲရဲ့အကြီးမားဆုံးဗီရိုဒါဘတ်လို့ခေါ်တဲ့ paradox တွေထဲကတစ်ခုပဲဗျအဲ့ဒီအမြောက်က giasim b လို့ခေါ်တယ် giasim b ဟုတ်တယ်တထောင်96ခုနှစ်ဒီကနေ့ကထုတ်လွှတ်ခဲ့တာသူ့ရဲ့အကြီးမားဆုံးအားသားချက်ကဘာလဲဆိုတော့သူကလုံးဝကိုမခင်နေကြီးထင်နေတာပဲသူ့မှာရှုပ်ထွေးပြီး electronic စနစ်တွေ computer chip တွေ gps တွေဘာမှမပါဘူးဆိုတော့ခင်မီ electronic jamming တွေကိုခံနိုင်ရရှိတာပေါ့အတီးကြပဲ ရန်သူရဲ့လျှက်စစ်လိုင်းတုံးနောက်ချက်မှုတွေကိုသူကလုံးဝမမှုဘူးသူကို disable လုပ်ချင်ဘုံနဲ့တိုက်ရိုက်ထူမှာပဲရမယ်ဒေါ်လာတန်ပေါင်းများစွာတန်းတဲ့ high tech လက်နက်တွေက digital off switch တခုနဲ့ရပ်တန်းထွားနိုင်ခြင်းမှာဒီလိုတန်ချောင်းတက်တက်နဲ့လှုပ်ထားတဲ့လက်နက်အဟောင်းကယုံကြည်စိတ်ချစွာနဲ့စစ်ပြီးအလုပ်လုပ်နေတာကစစ်ဘက်ခေါင်းဆောင်တွေကိုပြန်စင်းစားစေတဲ့အချက်ပဲ electronic စစ်စင်ရေးကြောင်းပြောလာတော့အဲ့ဒါက drone စစ်ပေါ်နဲ့တိုက်ရိုက်ဆက်ဆက်နေပြီ drone တွေကိုတိုက်ခိုက်ရေးမှသုံးတာပြင် နောက်ကွယ်မှာလည်းမမြင်ရတဲ့ drone စစ်ပွဲတစ်ခုဖြစ်နေတယ်လို့ဆိုပါရယ်ဒါကဘလို့မြင်ပါလဲရှင်အဲ့ကိုမျက်စိနဲ့မမြင်ရတဲ့စစ်မျက်နှာတစ်ခုပဲယူရှားဟာယူကရိန်းရဲ့ drone တွေကိုဖမ်းဆီးပြီးစနစ်တကျပြောင်းပြန်ခွဲချမ်းစိဖြာရဲ့ reverse engineering season ကြီးတစ်ခုကိုအရှင်းဟုံးနဲ့လုတ်ဆောင်နေတယ်ဖမ်းမိတဲ့ drone တိုင်းကိုခွဲချမ်းစိဖြာတယ်ဟုတ်တယ်သူတို့သိသိရမိတဲ့ယူကရိန်း drone တိုင်းဟာသူတို့အတွက်ဖဆာအုပ်တအုပ်လိုပဲအဲ့ဒီ drone ကိုတခွဲခန်းနေစီပို့တယ် အထက်က component တွေတုံးထားတဲ့ frequency တွေ software code တွေကိုအသေးစီလေ့လာတယ်။ပြီးတော့ရလာတဲ့အချက်လက်တွေကိုသူတို့ရဲ့ electronic warfare EW စနစ်တွေထဲကို real time ထည့်ပြင်အစစ်မြင်နေတယ်။တစိမ့်လောက်ရှင် EW စနစ်ထဲကိုထည့်သွင်းနေဆိုတာကရိုးရိုးရှင်းရှင်းပြောရင်ဘာကိုဆိုလိုတာလဲ။ရိုးရိုးရှင်းရှင်းပြောရင်ဗျာရန်သူ drone ကဘယ်လိုစကားပြောလဲဘယ်လိုလိုက်လွှဲပြီးကမိန်ပေးမှုတွေကိုလက်ခံလဲဆိုတာကိုလေ့လာပြီးအဲ့ဒီစကားကိုဘယ်လိုဖျက်ရမလဲ။ ဘလို့လမ်းလွဲရမလဲဆိုတာကိုကိုစစ်နေကိုတင်ပေးလိုက်တာပါပဲ။အော်နားလဲပါပြီ။ဥပမာယူကရိန်းရဲ့ drone အတစ်တကမျိုးရဲ့ control frequency ကိုတိထွားပြီဆိုရင် Russia EW စနစ်တွေက80 frequency ကို jam လုပ်ပြီး drone ကိုထိန်းချုပ်လို့မရအောင်လုပ်ဖြစ်လိုက်နိုင်တာ။ဒါကမျက်စိနဲ့မမြင်ရတဲ့ digital စစ်မြေပြင်တစ်ခုပေါ့။ ဒါဆိုရင်ယူကရိန်းကနည်းပညာတွေတည်ထွင်ပြီးရှေ့ကပြီးယူရှော့တာနော့ကလိုက်ဆိုတဲ့ပုံစံကပြောင်းပြန်ဖြစ်သွားနိုင်တဲ့အခြေအနေရှိနေတာပေါ့ဟုတ်တယ်ယူကရိန်းတည်ထွင်လိုက်တဲ့လက်နက်ကခဏလေးအတွင်းမှာပဲသူတို့ကိုယ်သူတို့ပြန်တိုက်ခိုက်မြင်လက်နက်ဖြစ်ထောင်းနိုင်တယ်ဆိုတဲ့သဘောပဲဒါဟာတကယ့်ကိုကြောင်တဲ့ကြွက်ကစားပွဲလိုပဲနော်အတိအကျပဲယူကရိန်းကနည်းပညာအသစ်တစ်ခုထုတ်လိုက်တယ်အစပိုင်းမှာရန်ထျောက်တယ်ဒါမဲ့ရုရှားကအဲ့ဒီ drone ဒဇင်းကိုဖမ်းမိသွားတာနဲ့အဲ့ဒီနည်းပညာရဲ့အားနည်းချက်ကိုရှာပြီး တံပြန်နီလန်းကိုချက်ချင်းထုတ်လုပ်လိုက်တယ်။ဆိုတော့ Ukraine engineer ရဲ့အတွက် PR ကအရန်ကြီးတယ်။ကောင်းပါပြီ။ဒီအချက်လက်ဒီအားလုံးကိုခြုံငုံကြည့်လိုက်ရအောင်ရှင်။တစ်ဖက်မှာ American ကဥဆောင်ပြီးငင်းကြိုင်းရဲ့အတွက်လျော့ဝတ်တွန်အားပေးမှုလရှိနေတယ်။ဟုတ်ကဲ့။တဖက်မှာ KF ကအစိုးရကပြည်တွင်းအရှုပ်အထွေးတွေကြောင့်နိုင်ငံရေးအားနည်းနေတယ်မှန်ပါတယ်ဗျာ ပြီးတော့စစ်မေပြင်ကတိုက်ပွဲတွေကလည်းပိုပြီးပြင်းထန်ပိုပြီးနှီးပညာပိုင်းအရရှုပ်ထွေးလာနေတယ်။တီဖုံစံကာချက်ကြီးကိုဘယ်လိုနားလည်ရမလဲ။အဓိကကြတဲ့ရှုပ်ထွေးမှုကတော့ဗျာအမေရိကန်ကဒီစစ်ပွဲကိုအဆုံးသတ်ချင်နေပြီ။ဒါပေမဲ့သူတို့ရှာနေတဲ့အဆုံးသတ်ကယူရှားအတွက်အစားစီးရနိုင်တဲ့အခြေအနေကိုဥတည်နေတယ်။တချိန်တည်းမှာယူကရိန်းရဲ့ပြည်တွင်းနိုင်ငံရဲ့မတည်ငြိမ်မှုကသူတို့ရဲ့ညှိနှိုင်းရေးစားပွဲပိုင်းပေါ်ရပ်တည်ချက်ကိုတိတိတသားအားနေစေတယ်။ဒါပေမဲ့စစ်မြေပြင်ကိုကြီးလိုက်ပြန်တော့ ဟုတ်တယ်စစ်မြေပြင်မှာတော့ယူကရိန်းကတက်ခရိုလိုနေရာမျိုးမှာ အာရတင်စရာတက်ခိမှုတွေလုပ်နိုင်နေတော့ပဲဆိုတော့ဘဒုကအသာစီးရနေလဲဆိုတာပြောဖို့ခက်တယ်အရန်ကိုမတည်ငြိမ်တဲ့အခြေအနေတစ်ခုမှရောက်နေတာပါနောက်ဆုံးရင်လည်းစဉ်းစားစရာမေခွန်းတစ်ခုခြံထားခဲ့ခြင်းပါရဲ့ရှင်ဝါရှင်တန်မော်စကိုနဲ့ကီယက်ဖ်ကနိုင်ငံရေးသမားတွေကဆာရွက်တရွက်ပေါ်မှာငင်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ထိုးလိုက်ပြီးပဲသားဒါပေမဲ့စစ်မျက်နှာမှာရှိနေတဲ့ယူကရိန်းစစ်သားတင်းမောင်းများစွာက အဲ့ဒီသဘောတူညီချက်ကိုတစ္ဆဖောက်မှုအရှုံးပေးခြင်းလို့မြင်ပြီးတိုက်ပွဲကိုရပ်တန့်ဖို့ညှင်းဆန်ကြရင်ဘာဆက်ဖြစ်မလဲ။ဟွန်းဒါကတကယ်စဉ်းစားစရာပဲ။ထိပ်ပိုင်းမှာသဘောတူညီချက်ရောင်းသွားပြီးမယ်။စစ်မြေပြင်ကတပ်ဖွဲ့တွေကတိုက်ပွဲကိုဆက်တိုက်နေမယ်ဆိုရင်ဒီပဋိပက္ခဟာနိုင်ငံတော်အဆင့်စစ်ပွဲကနေမတူညီတဲ့အဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှုတွေနဲ့တိုက်ခိုက်ကြတယ်။ပေါ်ပြီးရှုထဲတွေပြူရင်းစစ်ပုံစံမျိုးဖြစ်ရောင်းလဲရနိုင်မလားဆိုတာကတော့တကယ်ကိုအလင်းနဲ့စဉ်းစားစရာဖြစ်ပါရဲ့ရှင်။ ်တတပိတ်တို့ကြိုးစားပါတယ်ရှင်ဒီနေ့ကျမတို့ဆွေးနွေးသုံးသပ်ကြမယ့်အကြောင်းအရာကတော့အမ်2025ခုနှစ်ဒီဇင်ဘာလရဲ့နိုင်ငံတကာနိုင်ငံရေးမှာတော်တော်လေးအရေးပါတဲ့အဖြစ်အပျက်တစ်ခုပေါ့ယူကရိန်းငင်းချမ်းရေးဆွေးနွေးပွဲတွေရဲ့အလားအလာပါပဲဆိုတော့လင်းညစ်ကြပြင်းထန်ခဲ့တဲ့စစ်ပွဲအပြီးမှာအမေရိကန်ရဲ့တက်ကြွတဲ့ကြောက်ဝမှုယူကရိန်းရဲ့ဖြီးရဲနိုင်ငံရေးလိုင်းတပိုးတွေနဲ့ယူရှာရဲ့မယမနာစစ်မြေပြင်ဖိအားပေးမှုတွေကြားမှာဒီဆွေးနွေးပွဲတွေဟာ တကယ်ညင်းချဲရတော့ခွန်လန်စစ်မှန်တခုလားဒါမှမဟုတ်ရင်အာချီနိုင်ငံရဲ့နိုင်ငံရေးကစားကွက်ထက်ကနောက်ထပ်အဟံပြဇလန်တပူပဲဖြစ်မလားဆိုတော့ကိုကျွန်တော်တို့ရရှိထားတဲ့အချက်လက်တွေပေါ်အခြေခံပြီးနည်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 းဆန်းစစ်ကြည့်ကြမှာပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မတို့ဒီဆွေးနွေးပွဲတွေဟာအခက်အခဲများစွာကြားကနေညင်းချဲရတော့အတီးပဲရှိတဲ့အလဲပြောင်းဝန်းတစ်ခုဖြစ်လာနိုင်တယ်လို့ယုံကြည်ပါတယ်ကျွန်တော်ကတော့အဲ့ဒီအမြင်ကိုနည်းနည်းလေးသဘောမတူချင်းဘူးခင်ဗျာပြောရရင်တော့ ယူကရိန်းရဲ့ပြည်တွင်းပြိုကွဲမှုတွေနဲ့ရုရှားရဲ့စစ်ရေးဗျူဟာတွေကြောင့်ဒီဆွေးနွေးပွဲတွေဟာအောင်မြင်ဖို့အလားအလာမရှိပဲယူကရိန်းရဲ့အတွက်အချုံးနဲ့ရင်ဆိုင်ရမယ့်လမ်းကြောင်းပေါ်ကိုရောက်နေတဲ့နိုင်ငံရေးပြဿနာတစ်ခုလို့ပဲသုံးသပ်ချင်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်မဘာကြောင့်ဒါကိုအခုနအလိုင်းတစ်ခုအဖြစ်မြင်လဲဆိုတော့ကိုအရင်ဆုံးရှင်းပြပါစေ။အဓိကကတော့လေတန်တမန်ရဲ့အခင်းကျင်းလုံးဝကိုပြောင်းလဲသွားလို့ပါပဲ။ နိုခဲ့တဲ့၄နှစ်2021ဒီဇင်ဘာကိုပြန်ကြည့်လိုက်ရင်ယူရှာကသူ့ရဲ့လုံခြုံရေးဆိုင်ရာတောင်းဆိုချက်တွေကိုတင်ပြခဲ့တော့ကအနောက်နိုင်ငံတွေကလုံးဝပယ်ချခဲ့လေလीအခု2025ဒီဇင်ဘာမှာတော့အဲ့ဒီတောင်းဆိုချက်တွေကိုစာပေါ်ပိုင်းပို့တင်ပြီးအလေးအနက်ဆွေးနွေးနေရပါပြီဒါကတန်တမာရေးရမှာတကက်ကိုအကြီးကြီးရွေလျားမှုတစ်ခုပါ အမေရိကန်တန်တမန်ဖွဲ့နဲ့ယူကရိန်းကုစားလက်တွေဖလော်ရီဒါမှာတွေ့ဆုံခဲ့ကြသလိုအမေရိကန်ရဲ့အထူးထမ်းမန်ဟိုစတီးဖ်ဝစ်ခေါ့ဖ်ကိုရိုင်းကမော်စကိုကိုတွားပြီးတမရပူတင်နဲ့တိုက်ရိုက်တွေ့ဖို့စီစဉ်နေတယ်ဆိုတာကအရင်ကနဲ့လုံးဝမတူတဲ့စစ်မြင့်ကြိုးပမ်းမှုတွေကိုပြနေတာပဲ။ White House ရဲ့ထုတ်ပြန်ချက်အရပိုင်နက်နေမြင်နဲ့လုံခြုံရေးအာမခံချက်လို့အထီးမခံနိုင်ဆုံးအကြောင်းအရာတွေကိုတော့ဆွေးနွေးဖို့အသင့်ရှိနေပြီဆိုတော့ညဖတ်စလုံးကဆွေးနွေးပွဲတွေကိုခက်ခဲတယ်မဲ့အချုပ်ခိထွန်းတယ်လို့တရားဝင်ထုံးလုံးခဲ့ကြတယ်။ဒါတွေအလုံးဟာစစ်ပွဲကို အဆုံးသတ်ပြီး ယူကရိန်းနိုင်ငံကို အချို့အချာအာဏာပိုင်နိုင်ငံထိဆက်လက်ရည်တည်နိုင်အောင်လမ်းကြောင်းပေးနိုင်မယ့်အရေးပါတဲ့ခြေလှမ်းတွေလို့ကျွန်မမြင်ပါတယ်။အဲခမည်းပြောတဲ့တန်နမန်ကြီးကအခင်းအချင်းတွေက အပေါ်ရံမှာကြိတ်ကောင်းနေမဲ့အတွင်းမှာတော့လုံးဝကိုအနစ်တရားမရှိဘူးလို့ကျွန်တော်ထင်တယ်။ညင်ချမ်းရေးဆွေးနွေးပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာယူကရိန်းတနိုင်ငံလုံးပြိုလဲတော့မဲ့အခြေအနေကိုရောက်နေတာကိုလည်းထည့်စဉ်းစားရမယ်လေ။ အရေးအကြီးဆုံးနိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်မဲ့ညှိနှိုင်းမှုတွေလုပ်နေတဲ့အချိန်မှာတမရဇယ်လင်စကီရဲ့ညာလိုက်ယုံအဓိကညှိနှိုင်းမှုဖြစ်တဲ့အန်ဒရီယမတယောက်အချင်းပြတ်ခြားဆမှုဆွဲချက်တင်းနဲ့ယာရုကနေနှုတ်ထက်ခဲ့ရတယ်။ဒါကယူကရိန်းရဲ့ညှိနှိုင်းရေးအဖွဲ့အထူးလုံးကိုဖြိုချလိုက်လို့ပဲမဟုတ်ဘူးလား။ပြီးတော့ MPC News ရဲ့ရှေ့တန်းကလာတဲ့သတင်းကိုကြည့်ပါ။ယူကရိန်းစစ်သားတွေကိုယ်တိုင်ကအမေရိကန်ရဲ့ညှိနှိုင်းရေးအစီအစဉ်ကို ဒါလက်နှချက်ခိုက်တာလို့ပြောပြီးဒွန်ဘတ်ကနေစွတ်ခွာမှာမဟုတ်ဘူးလို့အတိအလင်းကြေညာနေတယ်။အစိုးရနဲ့စစ်တပ်ကြားမှာအကြီးအကျယ်သဘောထားကွဲနေပြီ။ဒီကြားတဲ့ Daily Mail ကဖော်ထုတ်လိုက်တဲ့သတင်းကပို့တော်ဆိုးတယ်တဲ့။အမေရိကန်ကဥရောပသမဂ္ဂကိုတော့ဘေးဖယ်ထားပြီးယူကရိန်း၏ခြေပိုင်းကိုယူရှားပိုင်းအဖြစ်အတိမတ်ပြုဖို့လျော့ဝတ်သဘောတူညီထားတယ်တဲ့။ဆိုတော့ဒါကငင်းချမ်းရေးလားယူကရိန်းကိုသူ့မဟာမိတ်ကိုယ်လိုင်ကတစ္ဆာဖောက်ပြီးယူရှားလက်ထဲထိုးဝတ်လိုက်ကောင်မှာ ဒါကြောင့်ကျွန်တော်ကဒါကိုဟန်ပြလို့ရဲ့တက်တက်လို့ပြောနေရတာပါ။အင်းခမရပြောတဲ့အချက်တွေကစိန်ခေါ်မှုတွေဆိုတာမှပါတယ်။ဒါပေမဲ့အဲ့ဓာဒီကိုပဲကြည်ပြီးခြုံငုံထုံးတက်လို့မရသေးဘူးလို့ကျွန်မထင်တယ်။တန်တမာရေးကြိုးပမ်းမှုတွေရဲ့စစ်မှန်မှုကိုအရင်ကြည့်ကြရအောင်လေ။အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကွန်ရူဘီယိုကဒီဆွေးနွေးပွဲတွေရဲ့ပန်းတိုင်ဟာယူကရိန်းကို အချို့အရာအပိုင်း လွတ်လပ်ပြီးတာယာဝဲပြောတဲ့နိုင်ငံဖြစ်ဆက်လက်ရပ်တည်နိုင်အောင်လမ်းကြောင်းဖော်ပြဖို့လို့အတိအလင်ပြောထားတာဒါယူကရိန်းကိုစတေးဖို့မဟုတ်ဘူးတပတ်မှလည်းယူရှားရဲ့ခရမ်လင်နန်းတော်ကယူကရိန်းရေးဖြစ်ရှင်မှုအောင်မြင်ရေးကိုစိတ်ဝင်စားတယ်လို့တရားဝင်ထုတ်ပြန်ထားတယ်ဟုတ်တယ်ဒါကတန်တမာစကားလုံးကဖြစ်နိုင်တယ်ဒါပေမဲ့လေးနှစ်ကြာစစ်ပွဲရဲ့အဆုံးမှာနှစ်ဖက်စလုံးကအထင်အားနေကြပြီလीအ စစ်ပွဲကိုဆက်တိုင်နေလို့ဘယ်သူမှအပြတ်အသတ်နိုင်မနိုင်တော့ဘူးဆိုတာကိုနစ်ဖက်စလုံးကနားလည်လာတဲ့အချိန်မှာဒီလိုထုတ်ပြန်ချက်တွေကအရင်ကတည်းကပိုပြီးအတဲ့ပဲရှိလာတာပါ။ဒါကြောင့်ဒီချိုးပမှုဒီမှာစစ်မှန်တဲ့ရည်ရွယ်ချက်တွေပါဝင်နေတယ်လို့ကျွန်မယုံကြည်တယ်။ခင်ဗျဘာကြောင့်ဒီလိုရှုမြင်လဲဆိုတာကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့ဒါပေမဲ့ကျွန်တော်ဘက်ကတော့ဒီလိုလေးမြင်တယ်ခင်ဗျ။ရုရှားရဲ့စက္ကလုံတွေနဲ့လက်တွေ့လောက်ရက်တွေကလုံးဝကိုစန့်ကျင်ပတ်ချက်နေတယ်။ ူတို့ကငိမ့်ချမ်းရဲ့ဆက်ကားဖြောင်းနေချိန်မှာစစ်မြေပြင်မှာအပြင်းထန်ဆုံးထိုးစစ်ဆင်နေတော့ပဲပြီးတော့အမေရိကန်တန်နမန်ဝစ်ကော့ဖ်နဲ့တွဲကိုရွေးလိုက်တဲ့ရက်ကိုကြည်ပါ2021ခုနှစ်ဒီဇင်ဘာ၂ရက်နေ့ကသူတို့အနောက်နိုင်ငံတွေကိုအတ္တမတန်ပြေးခဲ့တဲ့နေ့ရက်လင်းနဲ့ပြင်းနစ်ပတ်လည်နေမှာတမင်ရွေးလိုက်တာဒါကဖာရေးပြလေလင်းနစ်ကြတော့မေတော့ငါတို့စကားကိုနားထောင်ဖို့ငါတို့စီကိုပြန်ရောက်လာပြီဆိုရဲစိတ်ပိုင်းဆိုင်ရာစစ်စင်ရဲ့ခုပဲလေဒါကတန်းသူကြီးတူညီနိုင်တာမှမဟုတ်တာအောင်ပွဲခံတဲ့ပုံစံနဲ့အပေါ်စီကနေဖိအားပေးတာ ဆိုတော့ယူရှားဟာစာပွဲဝိုင်းပေါ်မှာငင်းချမ်းကြီးကိုတီဆော့ဖို့လာတာမဟုတ်ပဲစစ်မေပြန်မှာသူရထားတဲ့အောင်မြင်မှုတွေကိုနိုင်ငံကြီးအရာအတိအမှတ်ပြုခိုင်းဖို့လာတာတသက်ပဲဒီအချိန်ဒီမှာစစ်မှန်တဲ့တန်တမာရဲဆိုတာဘယ်လိုဖြစ်လာနိုင်မှာလဲဗျအဲ့ဒီချက်ကစဉ်းစားစရာကောင်းပါတယ်ဟုတ်ပါတယ်ဒါမဲ့ဒီတစ်ချက်ကိုတော့ထည့်တွက်ကြည့်ပြီးပြလားယူကရိန်းရဲ့ဗီဒွေးညီညွတ်မှုနဲ့ညီနိုင်နိုင်စွမ်းကိုချက်မတွက်သင့်ဘူးဟုတ်တယ် entry yamit no thot twa da ga thone mu de khu be da mit myu plain twi ji yin da ha ukraine so ya ga အနောက်နိုင်ငံတွေရဲ့စနုံးဒီတိုင်းအကျင့်ကျက်ချစ်ဆာမှုကိုဘလောက်ခက်ခဲတဲ့အချိန်မှာဖြစ်ဖြစ်လက်မခံဘူးဆိုတာကို ပြလိုက်တာပဲလို့ပြောလို့ရတယ်လေ။ဒါကအနောက်နိုင်ငံတွေရဲ့ယုံကြည်မှုကိုရည်ရှည်မှာပိုခိုင်မှာစိနိုင်တယ်။ဇယ်လင်စကီကလည်း ဒီခြေနေမှာတော့ NATO အဖွဲ့ဝင်နိုင်ငံတွေနဲ့ဆက်မပြတ်ဆက်သွယ်ပြီးမဟာမိတ်တွေရဲ့ထောက်ခံမှုမလျော့သွားအောင်ကြိုးစားနေတာကိုတွေ့ရတယ်။ဆိုတော့စစ်ဖြစ်နေတဲ့နိုင်ငံတနိုင်ငံမှာပြည်တွင်းနိုင်ငံရေးပြဿနာတွေရှုံထွေးတည်ရှိဟာသဘာဝပါပဲ။ဒါမဲ့အဲ့ဒါတွေကြောင့်နိုင်ငံတနိုင်ငံလုံးရဲ့ယက်တိချက်ပြုတ်လဲသွားပြီလို့ကောက်ချက်ချဖို့လို့စော်လွန်တယ်လို့ကျွန်မထင်ပါတယ်။အဲကျွန်တော်သဘောမတူတဲ့အချက်ကတော့အဲ့ဒါပါပဲ။ရေမကဲကက်တနာကတီးခြားဖြစ်ရတဲ့ခုမဟုတ်ဘူး။ ဒါကကိုးနေတဲ့အနာကခု ပေါက်ထွက်လာတာ အရင်ကလည်းကာကွယ်ဝင်ကြီးအပါဝင် ဝင်ကြီးနှူးထုတ်ပယ်ခံရတယ်ဇလင်စကီရဲ့စီးပွားရေးမိတ်ဆွေတူနိုင်ငံကနေထွက်ပြေးခဲ့ရတယ်အခုအယုံကြည်ရဆုံးလူဝါရှင်တန်နဲ့တရက်ချိဆက်နိုင်တဲ့တူတဲ့သို့တူညနေရေးရဲ့ပိတ်တုကဖြစ်တဲ့ရေမတ်ပါထွက်သွားပြီဆိုတော့ဇလင်စကီရဲ့အစိုးရအဖွဲ့ရဲ့တည်ငြိမ်မှုအပေါ်အကြီးအကျယ်မေးခွန်းထုတ်ဆရာဖြစ်လာပြီဒါကခိုင်မာမှုကိုပြတာမဟုတ်ဘူးအတွင်းမိုင်းပြိုကွဲမှုကိုပြနေတာ ိုဆိုးတာက MBC သတင်းမှာပါတဲ့စစ်သားတွေရဲ့တွန်းပြန်မှုပဲရှေ့တန်းကစစ်သားတွေကအစိုးရရဲ့အမိန့်ကိုလက်မခံနိုင်တော့ဘူးဆိုရင်ဘလုံကြီးချင်းစပိုးတူညီချက်မျိုးကိုအကောင့်ထဲပေါ်မှာလဲဒွန်ဘတ်စကနေဆုတ်ခွာဖို့အမိန့်ပေးရင်တပ်တွင်းပုံကံမှုတွေတော့ဖြစ်လာနိုင်တယ်ဗျာအစိုးရကနိုင်ငံကိုမထိန်ချုံးနိုင်တော့လေအခြေအနေမှာဘယ်သူနဲ့သွားပူညီနိုင်နေမှာလဲဟုတ်ပေမဲ့ဒီနေရာမှာတခုစဉ်းစားစရာရှိတာကစစ်မြေပြင်ခြေနေပါစစ်ရဲ့တံကိုရုရှားတပတ်တဲ့ခံနေရတာမဟုတ်ဘူး နှစ်ဖက်စလုံးအထိနာနေကြပြီးဥပမာအနေနဲ့ယူကရိန်းကရုရှားအတွက်အင်မတန်အဖိုးတန်တဲ့မဟာဖြူအားမြောက်ပိုင်းဆိုင်မှုဖြစ်တဲ့ Touching Rock လေတပ်စခန်းက AS60 လေယာဉ်ကိုဖျက်ဆီးနိုင်ပေတဲ့ DAS60 ဆိုလာကသမလီမဟုတ်ဘူးလေလေဆာလက်နဲ့တက်ဆင်ထားပြီးရုရှားရဲ့ Space Reconnaissance နဲ့တာဝေးပစ်ဒုံးကြီးတို့ကိုလမ်းညွှန်ပေးတဲ့ခေါင်းငင်ပေါ်မှာမျက်လုံးလို့အရေးပါတဲ့ပိုင်ဆိုင်မှုပါ ါကိုဆုံးရှုံးလိုက်ကကရုရှားရဲ့စစ်စင်ကြီးဆွမ်းရည်ကိုတိတိတတ်သွားထိခိုက်စေတယ်။ပြီးတော့ရုရှားရဲ့ရှာရိုဖလစ်လို့ခေါ်တဲ့နိုင်ငံတကာတန်ခတ်ပိတ်ဆုံးမှုတွေကိုရှောင်ဖို့မောင်းခိုတုံးနေတဲ့ရေနံတင်တင်ပေါ်အုပ်စုတွေရောအာဖရိကကန်ယူတားအထိလိုက်လံတက်ခတ်ခံနေရတယ်။ဒါကရုရှားရဲ့စီးပွားရေးအတက်တွေးကြောကိုတက်ရိုက်ထိခိုက်စေတာပေါ့။ဒီလိုဆုံးရှုံးမှုတွေကရုရှားကိုလည်းညီနိုင်းရေးစားပွဲစီမလာမဖြစ်လောက်တွန်းပို့နေတဲ့အဓိကကြောင်းရင်းတွေကတစ်ခုဖြစ်တယ်လို့ကျွန်မမြင်ပါတယ် အဲ့ချက်ကိုကျွန်တော်နားလေပြီမြဲစစ်မြေပြင်ရဲ့ပုံပြေဆုံးကိုချီးဝူလိုရခင်ဗျဟုတ်တယ်ယူကရိန်းကအဲ့လိုမဟာပြူအမြောင်းခြိုက်ခိုက်မှုတွေလုပ်နိုင်ခဲ့တယ်ဒါပေမဲ့မြေပြင်ပေါ်မှာတော့ရုရှားကအသာစီးရနေတာထင်ရှားတယ်လေသူကဂူရီယာပုံမြုပ်ကိုတင်ပိုက်လူနီဘာထင်နေပြီအရေးပါတဲ့မင်နိုရာမြို့ကိုဝိုင်းထားနိုင်ပြီမြောက်ပိုင်းက versions ကိုလည်းအပြေအဝထိန်းချုပ်လိုက်ပြီလို့သတင်းတွေထွက်နေတယ်ဒါရီကဘာကိုပြလဲဆိုတော့ရုရှားကညှိနှိုင်းမှုတွေလုပ်နေတော့မှာပဲနေမျိုးတွေကိုတက်နေတဲ့မြန်မာတင်ပြီးစားပွဲဝိုင်းပေါ်ရိုးတဲ့အခါဒါရီကငါတို့လက်ထက်မှာရှိပြီသား လက်တွေ့ချင်းလေးကိုလက်ခံပါလို့ဖျားပေးဖို့ကြိုးစားနေတာပဲတကင်ရောကလေရင်တစင်ဆုံးရှုံးလာကနာကျင်စေနိုင်ပေမယ့်မြို့တမျိုးကိုတင်ပိုက်လိုက်တာကနိုင်ငံရေးကတော့စီးရရပါပိုးပြီးအလေးတာတယ်ရုရှားရဲ့ဖြူဟာကစကားပြောရင်တိုက်တိုက်ရင်စကားပြောပဲသူကညင်းညင်းရဲ့ကိုလိုချင်တာမဟုတ်ဘူးအသာစီးရတဲ့ချင်းဒီမှာစစ်ကွဲကိုခဏရက်ချင်တာမူတွေလုတ်ငရမာမာတွေဒါပေမဲ့အဲ့ဒီတိုက်စစ်တွေအတက်သူတို့ပေးဆက်နေရတဲ့တန်ဖိုးကိုလည်းထက်စဉ်းစားရမယ်လေသူတို့ကနောက်ဆုံးပေါ်လက်နက်တွေမလုံလောက်တော့လို့ဆိုဗီယက်ခေတ်က 2S 5G SNB လို့ဟောင်းနွားနေတဲ့အမြောက်တွေတော့ထိုလောင်းယူရင်တခါပြန်ထုတ်သုံးနေရပြီ။ဒါကသူတို့ရဲ့စစ်လက်နဲ့အရင်မြစ်တွေဘလောက်တော့ပြုံးတီးနေပြီလဲဆိုတာကိုပြနေတဲ့သက်တယ်ပဲ။လူဝင်အားအရာလည်းအကြီးကျယ်ဆုံးရှုံးနေလေ။ဆိုတော့စစ်မေးပြမှာယာယီအတာစီရနေဆိုတာကရေရှင်မှာသူတို့ရင်ဆိုင်ရမယ့်စီးပွားရေးနဲ့စည်ရေးချက်တွေကိုဖုံးကွယ်ထားလို့မရဘူး။ဒါကြောင့်ဒီဆွေးနွေးပွဲတွေကယူကရိန်းရဲ့အတော်တာမကရုရှားတပ်ပါလိုအပ်ချက်တခုဖြစ်လာနေရပါ။နှစ်ဖက်စလုံးကဒီစစ်ပွဲကိုဒီပုံစံအတိုင်းရေရှည်ဆက်မတိုင်းနိုင်တာလို့ဆိုတော့သိနေကြတယ်လေ။အင်း ကျွန်တော်ကတော့အဲ့ဒါကိုယူကရိန်းရဲ့အားနည်းချက်ကိုရုရှားကအခွင့်ကောင်းယူနေတယ်လို့ပဲမြင်တယ်ခင်ဗျာအနောက်တိုင်းဗဟာမိတ်တွေကြားကအကြောင်းကိုကြည်ပါ Daily Mail သတင်းမှာပါတဲ့ American ကဥရောပသမဂ္ဂကိုကြော်ပြီးယူရှားနဲ့လျှို့ဝှက်သဘောတူညီမှုလုပ်တယ်ဆိုတဲ့အချက်ကမာမိတ်တွေကြားမှာညီညွတ်မှု မရှိတော့ဘူးဆိုတာကိုပေါ်လွင်စေတယ်ဥရောပကယူကရိန်းကိုဆက်ပြီးအကူအညီပေးခြင်းမယ်မဲ့ American ကတော့စစ်ပွဲကိုအမြန်ဆုံးအဆုံးတတ်ချင်နေပြီး ယူကရိန်းဟာအခုအချိန်မှာစစ်ရဲအရာရောနိုင်ငံရဲ့အရာပါအထီးကျန့်ဖြစ်လူနေပါခြင်းတွေကိုရောက်နေတယ်။ဒီလိုအချိန်မှာဘလို့လုတ်ပြီးတန်းတူရီတူညီနိုင်မှုမျိုးဖြစ်လာနိုင်မလဲ။ဒါကယူကရိန်းကသူ့ရဲ့အချုပ်ချအာဏာနဲ့နယ်မြေတွေကိုအဆုံးရှုံးခံပြီးယူရှားရဲ့စီကံချက်တွေကိုလက်ခံအားမဲ့အခင်းအကျင်းတစ်ခုကိုဥတည်နေတာပဲဖြစ်ပါတယ်။မြေဖက်စလုံးရင်ဆိုင်နေရတဲ့ဇီးရဲနဲ့စီးပွားရေးဖြစ်ရတဲ့ကြောင့်ဒီတစ်ချိန်မှာတော့ရင်ချမ်းရဲ့အတွက်တကယ်ကိုအလင်းနဲ့ထားတဲ့ကြိုးပမ်းမှုတစ်ခုအဖြစ်ရှေ့ဆက်စားနိုင်မဲ့လမ်းစမ်းတစ်ခုရှိနေစေဖြစ်တယ်လို့ကျွန်မမြင်ပါတယ်။ ကျွန်တော်ရဲ့နှီးခွန်းချုပ်တုံသက်ချက်ကတော့ဒီဆွေးနွေးပွဲတွေဟာမျော်လင့်ချက်အပြည့်နဲ့ကြီးရမဲ့ခွင်လန်းတစ်ခုချက် NDRL နဲ့ပြည်နေတဲ့ထောင်ချုပ်တစ်ခုနဲ့ပိုတူနေတယ်ဆိုတာပါပဲယူကရိန်းရဲ့ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုစစ်တပ်နဲ့အစိုးရကြားကတဘောတာကွယ်လွယ်မှုအနောက်တိုင်းမဟာမိတ်တီရဲ့စစ်ဝမ်းကွဲမှုနဲ့ရုရှားရဲ့စစ်ရေးအရာအတားဆီးရယူလည်နေနီးဖြူဟာရာတွေအဲ့ဒါတွေအားလုံးပေါင်းလိုက်တဲ့အခါဒါကစစ်မှန်တဲ့ငင်းချမ်းရဲ့တဲ့ ယူကရိန်းအတက်နာချင်းပွဲရာအပြည့်အယူတွေနဲ့ပဲအဆုံးသက်သွားနိုင်ချေပိုများနေတယ်လို့ပဲမြင်ပါတယ်။ဟုတ်ကဲ့ပါ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျမတို့နှစ်ယောက်ကြားမှာသဘောထားကွဲလွဲမှုတွေဆက်ရှိနေအောင်မှတေးချပါတယ်။ဒါပေမဲ့ဒီလိုရှုပ်ထွေးပြီးအလွာပေါင်းများစွာရှိတဲ့နိုင်ငံတကာအရေးကြီးတစ်ခုကိုရှုထောင့်ပေါင်းစုံကနေသုံးသပ်ကြည့်ခြင်းအပြင်ဖြစ်ပျက်ရပုံရိပ်အပြည့်စုံကိုပြည်သက်တီပုံမနာလည်နိုင်မယ်လို့မျှော်လင့်ပါတယ်။ဒီအဖြစ်ပြက်တီဟာဆက်လက်ပြောင်းလဲနေအောင်မှဖြစ်လို့ ကျမတို့ရရှိထားတဲ့အချက်လက်တွေထဲမှာတော့ပိုမိုလေးလာစရာရှိနေသေးတယ်ဆိုတာကိုတော့တတိကျသိင်ပါရရှင်